ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်စ် channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အဓမ္မစုဆောင်ခံရနိုင်မှုတို့ကြောင့်မြန်မာလူငယ်1.5တန်းဒီပါလုံခြုံမှုအမြဲတမ်းစိုးရိမ်နေပြီး6တန်းကျော်မှညအချိန်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်း UNDP သတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အဓမ္မစုဆောင်ခံရနိုင်မှုတို့ကြောင့် မြန်မာလူငယ်1.5တန်းနီးပါးမှာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးစိုးရင်ပူပန်နေရပြီးလူငယ်6တန်းကျော်မှာညအချိန်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်းကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP အစီရင်ခံစာကသတိပေးပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့အကြက်တင်ညာကြားတွင်ပုံကိုဆိုင်ရာမလုံခြုံမှုနှင့်လူမှုဘဝဆိုင်ရာစိုးရင်ရမှုများသည့်မြန်မာနိုင်ငံတွင်နေထိုင်သူလူငယ်များအတွက်စိတ်ပိုင်းဆိုင်ရာဖိစီးမှုများပုံမှုဖြစ်ပေါ်စေကြောင်း လူဦးရေ2.5တန်းနီးပါးသည်ပုံကိုဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးစိုးရင်ပူပန်နေထိုင်နေကြရပြီး6တန်းကျော်မှာညအချိန်တွင်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်း UNDP ကပြောပါတယ် UNDP က6ကဘာထက်ကမျိုးဆက်မြမလူငယ်များဤလုံခြုံရေးနှင့်လူမှုဘဝစိန်ခေါ်မှုများအစီရင်ခံစာကိုထုတ်ပြန်ထားပြီးရှင်းစီရင်ခံစာတွင်မြန်မာနိုင်ငံအတွင်းကြာရှည်နေပြီဖြစ်သည့်မလုံခြုံမှုစီးပွားရေးခက်ခဲမှုနေရဆုံးခွာရမှုနှင့်ထိတ်လန့်နေရမှုများသည့် လူငယ်များ၏လူရင်းဆန္ဒကြောက်ရွံ့မှုနှင့်ဇိုးရိမ်ပူပန်မှုတို့မှကင်းလွတ်ခြင်းဟုသောလူသားလုံခြုံရေး Human Security ကိုထိခိုက်နေုံသာမက၎င်းတို့၏စိတ်ကျန်းမာရေးကိုပါပြည့်စည်စေလျက်ရှိသည်ဟုဖော်ပြသတိပေးထားပါသည်။မြန်မာလူငယ်ခုနှစ်ဦးလျှင်လူငယ်တအူခန့်လူဦးရေ2.5သန်းတိပါမှ၎င်းတို့၏ပုံကိုဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းဒီပါဇိုးရိမ်ပူပန်နေရပြီးလူငယ်10ဦးလျှင်4ဦးခန့် လူဦးရေ6တန်းကျော်သည့်ညဘက်တွင်တဦးတည်းလမ်းလျှောက်ရန်ပင်မလုံခြုံဟုခန်းစားနေကြရကြောင်းအစီရင်ခန်းစားကဖော်ပြထားပါသည်လူငယ်သုံးပုံတပုံကြီးပါသည်စိုးရိမ်ပူပန်မှုသို့မဟုတ်စိတ်ဖိစီးမှုများကိုမကြာခဏခန်းစားရကြောင်းဖော်ပြကြပြီးဤနှုံးထားသည်မြန်မာနိုင်ငံ၏ပြည်ပခါနှင့်စည်ရွံ့ပါမှုအခန့်ရဆုံးပြည်နယ်များအနက်မှကယားပြည်နယ်တွင်60ရာခိုင်နှုန်းကျော်နှင့်ချင်းနီရာခိုင်ပြည်နယ်တို့တွင်40မှ45ရာခိုင်နှုန်းအထိရှိနေကြောင်းသိရပါသည် အမျိုးသမီးများနေနိုင်ရှက်လျင်အမျိုးသားလူငယ်များကလုံခြုံမှုမရှိနေဟုပုံမဖြေဆိုကြရာ၎င်းတို့၏စိုးရိမ်ထိတ်လန့်မှုများထိုကဲ့သို့မြင့်တက်နေရခြင်းမှာစစ်မှုထမ်းရနိုင်ခြင်းနှင့်တပ်သားအဖြစ်အတင်းအဓမ္မစူးစောင်းခံရနိုင်ခြင်းတို့နှင့်ဆက်လင်းလျက်ရှိသည်ကိုလည်းထင်ဟန်နေကြောင်းသို့တော်လည်းငေရွယ်သောမတန့်ဆွမ်းအမျိုးသမီးများမှမူကြောက်ရွံ့မှုနှင့်ထိခိုက်လွယ်မှုအမြင့်ဆုံးအဆင့်ကိုရင်ဆိုင်နေကြရကြောင်းသိရပါသည်။ကမ္ဘာစိတ်ကြမ်းမာရေးနှင့်တွင်ဝန်ဆောင်မှုများရယူပိုင်ခွင့်ကပ်ပေးနှင့်အရေးပေါ်အခြေအနေများအတွင် စိတ်ကျမ်းမာရေးဟူသောစောင့်ဖို့အောက်မှထုတ်ပြန်သည့် UNDP အစီရင်ခံစာကနိုင်ငံတော်ဝန်တွင်စိတ်ကျမ်းမာရေးဆိုင်ရာအထောက်ပံ့များအရေးတကြီးလိုအပ်နေကြောင်းကိုအလေးအနက်ထားဖော်ပြထားပါသည်။အထူးသဖြင့်ပြိပခပိအာရမစစ်မှုထမ်းရန်ခေါ်ဆောင်ခရယာမီကိုစိုးရင်ပူပန်နေရသည့်ပေနှင့်နေစဉ်စည်းပွားရေးအကျက်တဲပေးများပြန့်နှံ့နေသည့်အခြေအနေတွင်ရှင်းအထောက်ပံ့များသည့်မရှိမဖြစ်လိုအပ်နေကြောင်းထောက်ပြထားပါသည်။လူငယ်အများစုအတွက်အချက်ဖတ်ခရရမှုအတင်းအကျပ်စစ်မှုထမ်းခိုင်းစေခံရမှု ဒါမှမဟုတ်မနှက်ပြန်ဘာဖြစ်မလဲဆိုတာမသိနိုင်ပေမတိကြမရေရာမှုတွေကိုနေ့စဉ်ကြုံတွေ့နေရတယ်။ဒီအရာတွေဟာမြန်မာလူငယ်တွေနေ့စဉ်ဘဝရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေတယ်ဟု UNDP အာရှနှင့် Pacific Data ဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူး Candy Winnera ကြားကပြောကြားပါတယ်။လူငယ်တွေကထူးခြားတဲ့ခံနိုင်ရည်ရှိမှုကိုဆက်လက်ပြသနေပေမဲ့လည်းစိတ်ဓာတ်ရတွေပြည့်နေတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာနေကြတယ်။ဒါကြောင့်သူတို့ရဲ့စိတ်ကြမ်းမာရေးအတွက်ပုံမပန်ဖို့ကူညီမှုများအရေးတကြီးလိုအပ်နေပါတယ်။ ထို့သောရေရှည်တည်တတ်တဲ့တိုးတက်မှုဆိုတာကလုံခြုံမှုတည်ငြိမ်မှုနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးမျှော်မှန်းချက်များဖြင့်သာပေါ်ပေါက်လာနိုင်မှာဖြစ်တယ်ဟု၎င်းကဆက်လက်ပြောဆိုပါတယ် UNDP အစည်းအဝေးခန်းစာအရာအ धिक တွေးရှိချက်များတွင်လူငယ်များအတွက်ချိန်ချမှုများဖြစ်ပြီးလူငယ်များ၏ဘေးကင်းလုံခြုံမှုအတွက်အ धिक ချိန်ချမှုများမှာ မူရည်စည်းဝါပြန့်နှံ့မှုနှင့်မတူညီသောအဖွဲ့အစည်းများနှင့်နေမည်များပေါ်မူတည်၍ဖြစ်ပေါ်နေသောစစ်မှုထမ်းရန်အတင်းအဓမ္မဖန်ဆီးခံရမည်ကိုကြောက်ရွံ့မှုတို့ဖြစ်ပြီးရှင်းအချက်နှစ်ခုသည်အရေးကြီးဆုံးစိုးရိမ်ပူပန်မှုများအဖြစ်ပေါ်ထွက်လာကြောင်းသိရပါသည်အထူးသဖြင့်အမျိုးသားလူငယ်များကပြန်ပေးဆွဲခံရခြင်းနှင့်စစ်မှုထမ်းရန်အတင်းအဓမ္မစူးစောင်းခံရခြင်းတို့ကိုကြောက်ရွံ့မှုကြောင့်မလုံခြုံမှုခံစားရမှုအဆင့်ပိုမိုမြင့်မားကြောင်းဖော်ပြကြပြီးငယ်ရွယ်ပြီးမတန်ဆွမ်းသော အမျိုးသမီးများသည်လည်းအနေရများထက်ဆင့်ဖြစ်ပေါ်နေမှုကြောင့် အမြင့်ဆုံးစိုးရိမ်ကြောက်ရွံ့မှုအဆင့်ကိုခန်းစားနေရပြီး၎င်းတို့ဤထိခိုက်လွယ်သောလူမှုဘဝအခြေအနေကိုပုံမှုဆိုးရွားစေကြောင်းဖော်ပြနေသည်ဟုသိရပါသည် UNDP အစီရင်ခန်းစားတွင်ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကစိတ်ကျန်းမာရေးအပေါ်ပုံမှုတက်ရောက်မှုရှိလာနေသည်ကိုမိမောင်းထုတ်ပြသထားပြီးလုံခြုံမှုမရှိဟုခန်းစားရသောလူငယ်များသည်စိတ်ပူပန်မှုသို့မဟုတ်စိတ်ပြည့်စုံမှုများကိုခန်းစားရနိုင်ခြင်းနှက်ဆပုံများကြောင့်လူငယ်များစွာသည်ပြိပခါအလောက်ကိုင်းနှင့် မိသားစုလုံခြုံရေးတို့ကြောင့်အမြဲတစေစိုးရိမ်နေရသည့်ရှင်တန်မှုပုံစံဖြစ်နေထိုင်နေရကြောင်းသိရပါတယ်မြန်မာလူငယ်တွေဟာမမြင်နိုင်တဲ့စိတ်ဓာတ်ရတွေကိုသိဆောင်ထားကြရပါတယ်ဟုဝိနရာဂျာကပြောပါတယ်။မြန်မာလူငယ်ထက်ဝက်နေပါက၎င်းတို့ဤပုံကိုရဲ့အနာကဲအတွက်မျောလင်းချက်ရှိနေစေဖြစ်ပြီး၃ပုံ၂ပုံကမှငြိမ်းချမ်းရေးရရှိရန်ဖြစ်နိုင်ခြေရှိသေးသည်ဟုယုံကြည်နေကြစေဖြစ်ကြောင်းသိရပါတယ်။ထို့သောထိုကဲ့သို့သောအကောင်းမြင်စိတ်သည်ထိခိုက်လွယ်လျက်ရှိကြောင်း ဘေးကင်းလုံခြုံမှုဂုံတိတ်ခါနှင့်အခွင့်အလမ်းများအတွက်ရင်းနှီးမြှုပ်နှံမှုများမရှိပါကမြန်မာနိုင်ငံသည်လူငယ်မျိုးဆက်တစ်ခုလုံးကိုကြောက်ရွံ့မှုနှင့်စိတ်ပြတ်အားငယ်မှုများအကြားတွင်ဆုံရှုံသွားရနိုင်သည့်အနေရနည်းရဆိုင်နေရာကြောင်းသိရပါသည်။ကြောက်ကဘာထက်ကမျိုးဆက်မြန်မာလူငယ်များ၏လုံခြုံရေးနှင့်လူမှုဘဝစိန်ခေါ်မှုများအစီရင်ခံစာမှ UNDP ကထုတ်ဝေလျက်ရှိသည့်မြန်မာလူငယ်အစီရင်ခံစာမြန်မာ Youth Series တတိယမြောက်အစီရင်ခံစာဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအလုံးမှဖြည့်ဆို့သူလူငယ်စုစုပေါင်း8000ကျော်ဤအတန်များကိုအခြေခံထားသည့်ဤအစီရင်ခံစာဖြစ်ကြောင်းမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအကျက်တဲညာကြမှာလူငယ်များအားကာကွယ်စောင့်ရှောက်ရန်နှင့်စွမ်းရည်မြင့်တင်ရန်အစီအစဉ်များအတွက်အခြေပြုရန်အချက်လက်များကိုစူးစီးပံ့ပိုးပေးထားကြောင်းသိရှိရပါသည်။ကျမ යි တင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။